မရှိမလို့မြင်လာပါကျွန်တော်ဒီနေ့ခန်းကြီးကြောက်လေးနဲ့ပတ်သက်ပြီးတော့ကျွန်မျှဝေပြခြင်းလို့ပါအဓိကတော့ဒီနေ့မှာမိုးလဲမနက်ခင်းပိုင်းမှာမိုးလဲရွာနေတဲ့အတွက်ကျွန်တော်ခင်းဝိုင်းကိုမတော်ရသေးပါဘူးဒီ live လေးတွေ့ပြီးမှာပဲခဏနေမှာပဲတော့မှာပါခန်းကြီးနဲ့ပတ်သက်ပြီးတော့ဒါသိချင်နေတဲ့မိတ်ဆွေတွေခန်းကြီးကြောက်ရဲ့သဘောတရားလေးတွေပေါ့နော်အဲ့ဒီဟာလေးတွေကိုကျွန်တော်ကမပြခြင်းလို့ပါတော်တော်တဲ့ကျွန်တော်ဒီမှာရှေ့ရှေ့မှာရှာတာဒါရွှေငွေ့ငွေ့ဝင်ထားတဲ့ခန်းကြီးကြောက်ပေါ့နော်ခန်းကြီးဒါကျွန်တော်ဖြတ်ထားတဲ့ကြောက် ါခန်းကြီးကြောက်ကိုကျွန်တော်ဒါဖြတ်ထားပါနော်ပထမတန်းန်းကဒီလိုမျိုးနင်းထားတာဒီလိုနင်းပြီးတော့မှကျွန်တော်ကဒီကြောက်ကိုလက်ကောက်လေးရမလားဆိုပြီးတော့အနာနေစားကြည့်ပြီးတော့လက်ကောက်လွတ်ရင်တော့လွတ်မယ်ဆိုပြီးတော့ကျွန်တော်နောက်တန်းန်းဆက်ဖြတ်လိုက်တာနောက်တန်းဆက်ဖြတ်လိုက်တော့လက်ကောက်တော့မလွတ်ဘူးပါနော်ကြောက်ကအနာနည်းနည်းဝင်သွားတယ်ပါနော်နာလေးဝင်သွားတယ်ရောက်ကပတိတော်ရတယ်ပတိရမယ်ဝါရှာလိုင်းတော်ရမယ်ဒါမဲ့ဒီကောင်ကဝါရှာဆိုရင်အရင် မလာတော့ဘူးပေါ့နော်ဟောရွှံငွေငွေလေးတော့ပါတယ်ကျောက်ကပြောပြောမယ်ဆိုရင်တော့ကျောက်သားကတော့ဒီအသက်ဆန်းပုံစံမျိုးတော့လင်းတာပေါ့နော်ဒါပေမဲ့လေသူက6စီနည်းနည်းငတ်သွားတာပေါ့ဒါအားလေးကိုပြချင်းတယ်ပေါ့နော်မိတ်ဆွေတို့6စီငတ်တယ်ဆိုတာလေးပါလေးကျွန်တော်ပြချင်းတို့ပါဒါ6စီရောတဲ့ကျောက်ပေါ့နော်မိတ်ဆွေများလို့မင်္ဂလာပေါ့နော်ကျွန်တော်ဒီမှာခန်းနီးကျောက်လေးပြပြမလို့ပါဘူးသူသားဖြစ်လေးလာချင်းတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒါဝိုင်းနဲ့မသွားခင်လေးကိုဒီနေ့မနက်ဘူးလဲရွာနေရတဲ့ကျွန်တော်ဒါ ဟိုတယ်မှာပဲဒီခါလေးလိုက်လို့မြင်နေတာပါကြောက်ကတော့ဒါအသက်ဆန်းမီရိုးပေါက်မျိုးလင်းနေဆိုတာဒါမျိုးကိုဆိုလိုတာနော်ဒီမျိုးမီရိုးပေါက်အကျယ်ကြီးလင်းတာလက်ကောက်တကွင်းအောင်ကြော်ရင်တော့ဒါမီရိုးပေါက်လင်းနေတာကဒါမျိုးကိုအသက်ဆန်းမီရိုးပေါက်လို့ခေါ်တာနော်အဓိကတချို့ကလေမျိုးရမ်းနူးတဲ့ကြောက်တွေနဲ့လွဲနေကြလို့ပါနော်မျိုးရမ်းနူးတဲ့ကြောက်တွေနဲ့မားနေကြလို့ကိုနေရင်မင်္ဂလာပါနော်ကိုနော်မင်္ဂလာပါ ဒါခန်းကြီးကြောင်နော်ခန်းကြီးကြောင်နဲ့ပတ်သက်ပြီးတော့ပြပေးမလို့နော်ကျွန်တော်ဒါအဲကျွန်တော်ဒါအခွန်လေးကိုကျွန်တော်ပြပေးမယ်အဲ့တော့ loss ရှိရသည်ပေါ့ဗျာနော်ဘူးဒီလာဖြစ်ခါလေးမြေမြေကြည့်လို့ရအောင်ကျွန်တော်လည်းခဏနေကြရင်ဝိုင်းသွားတော့မှာလို့နော်ဒီကြောင်လေးကအစာပိုင်းဒီတိုင်းလေးပါဒီတိုင်းလေးကိုကျွန်တော်ကဒီဘက်အဖုံးအရင်ဖွင့်တာပေါ့နော်ရမ်းကိုကြည့်လိုက်ပါကြောက်ရရမ်းလင်းအားပါပါရနော်ဒါပေမဲ့ကြောက်ရမ်းလင်းအားကောင်းတိုင်းကြောက်စီကောင်းတာမျိုးလည်းမဟုတ်ဘူးကြောက်စီများလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်ပြချင်လို့ပါနော် ဒါကတော့ကြောက်နဲ့လက်တိပြဆိုတော့ဒီကြောက်ရဲ့အဖြစ်အပျက်ကိုတစ်ခါတည်းသုံးသပ်ပြမလို့ပါနော်မိတ်ဆွေများဒီကြောက်ပေါ်မှာရန်လေးတွေ့တာမသိပါဘူးနော်ရန်လင်းအားလေးတွေ့တာမသိဘူးတွေ့ရဆိုမိတ်ဆွေကြောက်ကတွေ့ရင်လည်းတွေ့ရပေါ့ဗျာ okay ဆိုလည်း okay တခုလောက်ကိုမန်နေမှတ်ပြီပါနော်မကြည့်ကြည့်ပါနော်ဒါရန်သူ့ရဲ့ရန်လင်းအားကိုကျွန်တော်လက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 ်နဲ့ပေါ့နော်လက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 ်နဲ့တွေ့ကြတာမသိမိတ်ဆွေအဲ့ဒါရန်လင်းအားတော့ပါတယ်ဒါပေမဲ့လေအတွင်းထဲမှာတော့ ကျောက်စီကအနည်းငယ်ကွက်သွားဘူးနော်ကျောက်စီဝင်တဲ့နေရာဝင်တယ်လူညာလေးဆိုရင်ဒါကျွန်တော်တို့အသားပေါ့နော်အဖြူသားလေးပါသွားတယ်ကျောက်စီဝင်တဲ့နေရာဝင်တယ်ပေါ့နော်ဒါကျောက်စီနက်ပေါက်ပါတဲ့နေရာကြီးလည်းပါတယ်တချို့နေရာလေးကျလည်းမပါဘူးပေါ့နော်ဒီကြောင်လေးကတော့အဓိကလူမှုဖြတ်လိုက်တာပြောကျွန်တော်နော်ပြန်ပြောပြမယ်ကျွန်တော်ဒီအဖုံးအရင်ဖွင့်တယ်အဖုံးအရင်ဖွင့်တဲ့အခါမှာကျောက်ကဒီလိုဖြစ်နေတယ်ဒီမှာနော်ဒီမှာဒါဒါနက်ပေါက်နော်ဒါနက်ပေါက်ဒီလိုနေရာလေးကိုကျွန်တော်ကလိုက်ရှင်တာအဓိကတော့လိုက်ရှင်တာနဲ့ဒီမှာအနာလေးနည်းနည်းတော့ကျွန်တော်တွေ့တယ်ပေါ့နော် တွေ့ပေမဲ့လည်းကြောက်ကဒီလက်ကောက်ကတော့တကယ်လို့ပေါ့တေးသေးချာချာဒီလိုမျိုးအဖုံးပွင့်လိုက်လို့အနာလွတ်တယ်ဆိုတော့လက်ကောက်ရနိုင်တယ်ဒါကြောင့်မို့ကျွန်တော်လက်ကောက်များရမလားဆိုပြီးတော့မထူးပါဘူးဆိုပြီးဒီကြောက်ကအစာပိုင်းတော့ဒါ30ထွက်တာအဲ30ပေါ့28သိန်းလားမသိထွက်တာပေါ့နော်ဒီတနန်းဖြတ်ကူပေါ့အာပထမတက်က28သိန်းတော့ထွက်တယ်ဒါပေမဲ့နောက်ပိုင်းကျွန်တော်ဒီလိုလက်လိုက်တော့ကြောက်ကအဲ့လောက်မထွက်တော့ဒါဘုံနဲ့ပြောလို့ရှိရင်တော့ဒီကြောက်ကဟို အခုလက်ရှိပေါ့နော်လက်ရှိဈေးကွက်ကိုပဲပြောလိုက်တယ်ပေါ့ဗျာနော်လက်ရှိဈေးကွက်မှာတော့ဒါ20အောက်မှာပဲရှိတယ်ကြောက်ကလေ20တောင်မှအခုလို20ကက်ကက်မဟုတ်ဘူးနော်30ပို့ပို့အဲ့လောက်ပဲထွက်လို့ကျွန်တော်ဒီကြောက်ကူတက်နေမရောသေးတာပေါ့နော်ဒါကပတိထုတ်လို့ရမယ်ဝါရှာထုတ်လို့ရမယ်ရကြည့်ပါနော်ပပူးထုတ်ခြင်းနဲ့ဆိုတော့ပပူးရအောင်ပေါ့နော်သူကချွန်တာနော်ချွန်ပေါက်လေးပေါ့နော်ဒါချွန်ငွေ့ငွေ့လေးပေါ့ချွန်အများကြီးဝင်တာမဟုတ်ဘူးဒါချွန်ငွေ့ငွေ့ဆိုတာဒီသဘောတရားကိုပြောတာနော်မင်းစီကအခုကျွန်တော်လက်မထောက်တဲ့နေရာလေးဒီမှာဒါချွန်ငွေ့ငွေ့လေးဝင်တဲ့နေရာနော် ကျောက်သားတော့အသက်ဆန်းပေါ့ဗျာဒါပေမဲ့လည်းကျောက်သားကနည်းနည်းလေးဘယ်လိုပြောမလို့ဖြူသားလေးတွေရောသွားတယ်နော်အပြင်ကနေပြီးတော့ရမ်းစာလေးတွေအနေငယ်ဝင်နေပေါ့နော်ရမ်းစာလေးအနေငယ်ဝင်သွားတယ်အရင်ကြီးဝင်တာတော့မဟုတ်ဘူးတခြားကြည့်ကြည့်ပါဒါကတော့အကျော်လေးထိုးတာပေါ့နော်အကြီးရောလေးထိုးတယ်ဒါရွှံနော်ခန်းဒီရွှံငွေ့ငွေ့ဝင်နေကြောက်နော်ဒါကျွန်တော်ဖြတ်ထားတဲ့ကြောက်ဒါမိတ်ဆွေများလေးလာလို့ရအောင်ပြပြညီလေးရတာမင်္ဂလာပါညီလေးမင်္ဂလာပါဒီမှာခင်းဝိုင်းသွားကန်ဒီကိုမနက်ကလေးမိုးရွာနေရတဲ့ မသွားဖြစ်ဘူးမသွားဖြစ်တာနဲ့ကိုဒါဟိုတယ်မှာပဲဒီခါနဲ့ line လွင်မင်းစီတို့တက်ဘူးသားကြောင့်ဆိုပြီး line လွင်လိုက်တာအဲကြောင့်ကျွန်တော်ပြောနေတာကဒီအတွင်းထဲကကြောက်သားတဲ့အဲ့ဒီလိုပုံစံမျိုးဖြစ်သွားတာအဓိကဒီအခွန်ကြောင့်ပဲအခွန်ကဘလို့ဖြစ်နေလဲဆိုအခွန်ကနည်းနည်းဟိုမနူးမနက်ပေါ့ထွေးထွေးလေးအဲ့ဒီပုံစံဖြစ်နေတာအဲ့ဒါကိုပြပေးချင်တော့နော်တခြားကြည့်ပါကျွန်တော်အခွန်မီးထိုးပြမယ်နော်ဒီမှာနော်သူအခွန်မီးလေးနာကနည်းနည်းလေးကျွန်တော်တို့ပြောမှသူနည်းနည်းအွှဲတက်ပေါ့နော်အမုံတက်လေးနဲ့ပေါ့နော် အမုံတက်လေးအချွဲတက်လေးအဲ့ဒီပုံစံမျိုးလေးသူကမြင်လင်းတာပါသူကကြည်ပြီးတောက်ပြီးတော့လင်းတာမျိုးမဟုတ်ပဲနဲ့မိတ်ဆွေများမြင်ရလားမသိဘူးเนาะကျွန်တော်ဒါမိဖို့ပြနေတယ်ပြီးရင်ကျွန်တော်ကြည်ပြီးလင်းနဲ့ကြောက်နဲ့ကျွန်တော်ရှင်းပြပေးမယ်เนาะသူနည်းနည်းလေးအမုံတက်အချွဲတက်လေးပါသွားတော့ကြောက်ကအတွင်းထဲမှာနည်းနည်းလေးအဲ့လိုအမုံရိုက်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်အမုံရိုက်သွားတော့အခုလိုမိထိုးလိုက်ရင်တော့မှဒဲဒါဒီမိလင်းတာဆိုနည်းနည်းလေးအမုံလေးနည်းနည်းလင်းတာပေါ့เนาะကြည်ပြီးတော့လုံးဝတောက်ပြီးတော့ဒါကြောက်ကတော့စမ်းနေဒါအသက်စမ်း အသက်ဆန်းလျှောက်တယ်ပေါ့နော်အသက်ဆန်းဆိုတော့အသက်ဆန်းလုံးဝကြော်တာမျိုးမဟုတ်ဘူးအသက်ဆန်းသားကိုရောက်တယ်ပေါ့နော်ကြည့်လိုက်ပါနော်မီလင်းအားကိုလည်းကြည့်လိုက်ပါနော်ဒါလက်ကောက်တကွင်းတော့မကောက်ဘူးပေါ့နော်သူမီလင်းတာဒီကြောက်တစ်ခုလုံးလင်းတယ်ဒါမီးပြူနော်ဒါမီးဝါနဲ့ထုတ်ပြမယ်ဒါမီးဝါမီးဝါဆိုရင်တော့ရွှမ်းပူရင့်သွားမယ်ကုလူတရမင်္ဂလာပါနော်မင်္ဂလာပါဒါရွှမ်းဖြစ်သွားပြီနော်ဒါမီးအဝါနဲ့ထိုးရင်ရွှမ်းပူရင့်သွားတယ်မီးပြူနဲ့ထိုးရင်ရွှမ်းလျော့သွားတယ်အဲ့ဒါကိုမိတ်ဆွေတို့ ဒါဘယ်လိုပဲဖြစ်ဖြစ်ဘူးပြဇာအနေနဲ့အရှိန်ကသဘောတရားလေးမှတ်ထားကြပါနော်ဒါကျွန်တော်ကြောက်လေးနောက်ရက်ကိုခင်းဝိုင်းကိုပြီးတော့မှမလို့ပါနော်ခင်းဝိုင်းကိုပြီးတော့မှမလို့ဒါမိတ်ဆွေတို့နောက်ရက်ဆိုရင်ကျွန်တော်ပြလို့မရတော့ဘူးဒါဒီနေ့ကြောက်ရှိတော့ပြပြရနော်အခုမိဝါနဲ့ပြန်ထိုးမယ်အဲမြင်လားမိတ်ဆွေများမိဝါနဲ့ထိုးရင်ခြွန်ရင့်သွားတယ်နော်အဲအဲ့တော့တရုံထဲကိုပဲကျွန်တော်မိဝါနဲ့မိပြူနဲ့ရှင်ပြီးထိုးပြမယ်ဒါမိတ်ဆွေတို့လေ့လာလို့ရအောင်ဘုဒ္ဓသာပေါ့ဗျာနော် ကျွန်တော်ကလည်းဒီလိုဘူးကြတွေကိုမြန်မြန်မြောက်ဝေခြင်းလို့ဒါမျိုးတွေလုပ်နေရပါတော့။ Okay ဒီဘက်ကမီးဖြူဒီဘက်ကမီးဝါနော်မကြည့်လိုက်ပါ။ဒီမီးဖြူထိုးပြီးမီးဝါထိုးပြီးနော်။ဒါမေးစင်မတရားကြည့်ပါနော်။ချွန်ငွင်းငွေပါတဲ့ကြောက်ဒါခန်းကြီးနော်။ချွန်ငွင်းငွေပါတဲ့ကြောက်ပဲဒါပေမဲ့မီးဖြူနဲ့ထိုးရင်ချွန်နည်းနည်းပျောက်သွားတယ်။တင်ရော့သွားတယ်ပြောရမှာပေါ့နော်။မီးဝါနဲ့ထိုးတော့တင်ရီတက်သွားတယ်။ဟုတ်ပြီဒါမီးဖြူနဲ့မီးဝါနဲ့ဟိုဘက်ဒီဘက်ရှိနေပြီနော်။ဒီမှာမီးဖြူဒီမှာမီးဝါ ဒါမင်းဆိုရင်တို့တခါတည်းလက်တွေ့ကျွန်တော်ကပြပေးတာပါကြောက်သိမ်းပညာအခုမှလေ့လာနေရသူတွေနော် live ဖြည့်တဲ့ကနေပြီးတော့ကြောက်ဝဲတဲ့အခါမှာဒါကျွန်တော် live လေးနဲ့သူတို့စော်ကားခြင်းမဟုတ်ဘူးနော်အဲကျွန်တော်မင်းဆွေတို့ကဒီလိုသဘောတရားအရှိကံတွေကိုမှနားမလည်ထားဘူးဆိုရင်နော်မင်းဆွေတို့ဒါဝဲမားရောင်းမားတွေဖြစ်နိုင်ပါတယ်တခြားကြည့်ပါနော်ကျေးဇူးပြုပြီးကြည့်နေမင်းဆွေများဒီ live video ကိုလည်း share ပေးကြပါဦးနော်ကြည့်ပြီးလည်းဟုတ်တခြားသောနားမလည်သေးတဲ့မင်းဆွေများမြည်နေခြင်းကိုသိနေခြင်းတို့ပါတခြားကြည့်နော်ဒါမီးဝါနဲ့မီးပြူနဲ့နော်ဒါရွှံဝင်ထိုးတာနော်တဒုံနဲ့ လုံးထဲကိုထိုးတာပဲเนาะဒါရွှေအောင်ထိုးတဲ့အခါမှာဒီသဘောတရားတွေရှိပါတယ်အဲကြောင့်မိတ်ဆွေတို့ဒါလေးတွေလည်းနားလည်ထားရမယ်เนาะဘာကြောင့်လဲဆိုရင်ဒီရွှေကပန်းရောင်ရွှေဘယ်လိုเนาะပန်းရောင်ဆိုတာကဒါမိတ်ဆွေတို့နားလည်အောင်ကျွန်တော်ပြောပြပေးတာပန်းရောင်ရွှေနေကမီးဝါနဲ့ထိုးရင်တရေတက်တယ်မီးမြူနဲ့ထိုးရင်တရေလျော့တယ်အဲ့သဘောရှိရယ်เนาะဒီမှာဒါရွှေရွှေပေါက်လေးတွေเนาะရွှေငွေ့ငွေ့ပါလေရွှေပေါက်လေးတွေပါကုတေအောင်ထိုးမင်္ဂလာပါကုမင်္ဂလာပါဆိုเนาะတခြားလေးကြည့်ပါเนาะโอเค အဲကျတော့ဒီကြောက်သားကအဲ့ဒီပုံစံဖြစ်တယ်ဆိုတာဒီမှာနော်အခွန်ပြန်ထိုးပြမယ်အခွန်ကနည်းနည်းလေးဒီလိုမျိုးအမုံတက်ပေါ့နော်အမုံတက်အရွှဲတက်လေးအခွန်ကအဲ့ဒီပုံစံမျိုးဖြစ်နေလို့ပါဒါကြောင့်အမုံတက်အရွှဲတက်လေးဆိုတော့ဘေးစလိုတေးချာမရှင်းဘူးဆိုရင်ကျွန်တော်နောက်တစ်လုံးနဲ့ပြပြမယ်နော်ဒီကြောက်ကိုကြည့်ကြည့်နော်ဒီကြောက်လည်းနည်းနည်းလေးအမုံတက်တော့ပါတယ်အစွမ်းနာကြောက်တက်တော့ဒီဒီအောက်ကကြောက်တက်တော့ဒါနည်းနည်းပို့ပြီးလင်းအားကောင်းနေပို့ပြီးလင်းအားအပြင်ကိုပြန့်နေတောက်တယ်ပေါ့နော် ပြီးနောက်တစ်လုံးကျွန်တော်အကျွတ်လေးနဲ့ပြမယ်နော်အကာကျွတ်အကာကျွတ်ပေါ့ဗျာဒါလေးကခန်းဒီဒါလေးကအကာကျွတ်ပါနော်ခန်းဒီအကာကျွတ်လေးနဲ့ကျွန်တော်ပြမယ်ဒီစာကြည့်ရအောင်မိတ်ဆွေပါဒါခန်းဒီအကာမျိုးညီလေးရတာကြီးဒီကြောင်လေးဒီစာကြည့်နော်ဒါခန်းဒီအကာမျိုးဒီကြောင်မျိုးလေးဆိုရင်ဒါဝယ်တင်တယ်ဖြတ်တင်တယ်ဟိုဖြစ်ရင်လဲစားရမယ်မဖြစ်ဘူးဆိုရင်တော့ဒါလုံးဝရှုံးတဲ့ကြောင်မျိုးလည်းမဟုတ်ဘူးပေါ့နော်ဒါလေးမသားသေးခြင်းလို့ပြပေးမယ် မေးချင်များတစ်ချက်ကြည့်ကြပါနော်ဒါအခွန်ပတ်ပတ်လေးပြပေးနေတာအရင်ဆုံးဒီမှာညှို့ပေါက်တွေပါရေနော်ဒါတိချာမမြင်ရသေးလို့မေးစီလို့ဒါဒါညှို့ပေါက်တွေနော်ဇုံလေးနည်းနည်းဆွဲလိုက်ပြီနော်မေးစီလို့တိချာချင်းချင်းလေးပြချင်လို့ခုကြည့်ဒီမှာနော်ဒါအကာကြောက်နော်အခွန်ကာပေါ့ဒါအခွန်ကနေပြီးအကာဖြစ်တဲ့ကြောက်ပါအခွန်ကာနော်အခွန်ပတ်ပတ်လေးနဲ့ဒါအကာဖြစ်နေတဲ့ကြောက်ပါနော်ဒီမှာညှို့နေတယ် ဒါဒါညို့ပေါက်ဒီနော်ဒါညို့ပေါက်ဒီဒါတွေကစမ်းပြီးတော့ပဲနော်အသက်စမ်းဖြစ်ပြီးသားဒီကြောက်တွေကအပိုင်းဖြစ်ပြီးသားအသက်စမ်းထက်ပိုမြင့်ပြီးတော့ကြောက်စီကြောက်သားတာညီမယ်ကြောက်စီကြောက်သားတာနော်အပွင့်သားတဲ့ပုံစံမျိုးတာထိထိမိမိကြောက်မယ်ဆိုရင်တော့ဒါပြီးပြီပေါ့နော်ဒီကြောက်တွေကဒါအပယ်ကြီးထုတ်ရုံပဲနော်အပွင့်ထုတ်ရုံပဲဒါတွေကအခုံလက်ချာကြည့်ပါနော်အခုံကြောလေးတွေနဲ့သူကဒီမကြီးအပေါ်မှာဆိုရင်ဖောင်းဖောင်းလေးမျိုးစိမမြင်ရတာမျိုး ဒါကြက်ရံပွေးလေးတွေတက်တာပဲနော်ရံပွေးတက်ပြီးတော့ဒါကြောင်မျိုးတားရင်းလို့ရံပွေးတက်တယ်ဒါရံပွေးတက်ပြီးတော့ဒါအခုံအခုံမွေးပုံစံဖြစ်သွားပါဘောနော်အဲ့ကျတော့ဒါတွေကိုစေးလိုက်မယ်ဆိုရင်တော့ဆက်ပြက်ခတ်မယ်ပြီးရင်စားနဲ့သမယာသီးနဲ့တေချာလေးပုတ်မယ်တေချာလေးစေးကြောလိုက်မယ်ဆိုတော့ဒီကောင်ကဒါအကျုပ်မွေးပုံစံမျိုးလေးဖြစ်သွားမှာပေါ့နော်ရံကောင်းလေးတွေလုံးဝမဲပြီးတော့အဲ့ဒီပုံစံနဲ့ဖြစ်သွားမှာပါညီနိုင်လေးအောင်မင်္ဂလာပါနော်ညီလေးရာသာမင်္ဂလာပါညီလေးညီလေးကျော်မင်းမင်္ဂလာပါနော် ။ညာကြည့်ပါနော်ဒါမိတ်ဆွေပါဒါခန်းကြီးပြပေးလာနော်။အခုပြပေးလာခန်းကြီးတွေကြီးပဲနော်။ဒါနောက်ရက်ဆိုရင်ကျွန်တော်ပွဲသားတွေပြီးတော့မယ်။ပြီးရင်ဒါခင်းဝိုင်းလေးရှုနေရလေးပြီးတော့မှာပါနော်။ကျွန်တော်ရဲ့ပွဲသားတွေကျွန်တော်ပြီးတော့မှာမလို့မပြီးခင်လေးတို့ဒါမိတ်ဆွေတို့ပူးပြကြအောင်ကျွန်တော်လိုက်လင်ပေးတာပါ။တော်တော်များများဒါမျိုးတွေလိုက်မလင်ပေးကြအောင်ဆိုတာသူတို့ကကြောက်ဝိုင်းနေကြရင်လူကြောက်တရားလိုင်းပေါ်မှာမြင်မိသားပါ냐ဆိုပြီးရှိုးအဲ့လိုမျိုးပြောကြလို့ကျွန်တော်တို့ကတော့မကြောက်ဘူးပြကိုကြောက်ကောင်းမှုပဲလို့လေကိုကြောက်ကောင်းရင်ဈေးကောင်းရလိမ့်မယ်နော် မရဘူးဆိုရင်လည်းရရရှိဆောင်ရောင်းအောင်ပါဗျာ။ရကြည့်ပါနော်ဒါဒါဒါအကာကျွလေးကိုပြပေးနေနော်အကာလေးအကာကိုဒါစေးမဲ့စေးတကောအကျွဖြစ်မှာနော်။ဘာကြောင့်လဲဆိုရင်ဒီမှာသူ့အခုံလာကြည့်လိုက်ပါနော်။ဒါကြောက်ကြောက်နားလေလူတွေဒီလိုမျိုးကြောက်လေးတွေဝယ်ဘူးတယ်ပြီဆိုသိမှာပါနော်။ရှားကြည့်ပါ။အခုံရှားကြည့်ပါနော်။အခုံအကျော်ရလေနော်ဒါအခုံကျော်သွားတဲ့ပုံစံနဲ့တစ်ဖက်တည်းကိုပဲသွားတာနော်။အခုံဒါရှင်ပြောတာပါနော်အခုံအကျော်ဒီဘက်ကိုပဲသွားတာနော်။အခုံကျော်သွားတဲ့ဘက်ကိုပဲသူ့ရံပွေးလေးလိုက်တယ်နော်ဒီတိုင်းပဲ။ ဒီတိုင်းပဲသွားတာနော်ဒီဘက်တစ်ဖက်တည်းအခုဒီအထက်ကနေအောက်ကိုကျွန်တော်အခုလက်မတူဆွဲပြတဲ့အတိုင်းသွားတာနော်ရှားလေးကြည့်ပါသားနဲ့တမရတိပို့ထားတော့ဟိုလွန်ခဲ့တဲ့တရက်ကျော်ကလိုက်မှာပြပေးထားတယ်နော်။ဦးကျော်အမဲကျော်မှာပြပေးထားတယ်တွတ်ကြည့်ပါနော်။ဟိုလေတခါတရံကြားလို့ရှင်မိတ်ဆွေတို့ဟိုနည်းနည်းလေးလေးလာတာလေးအပြည့်မကြည့်ပါနဲ့နော်။ကျွန်တော်ရဲ့ဒီ page မှာကျွန်တော်ဟိုအောက်မှာနော်တဲရန်ကြီးက ပလွန်တွေကိုကျွန်တော်အကုန်ပြပေးထားတယ်နော်ဒီပလွန်တွေမော်တေးတွေမှာလည်းတဲရက်နေဘလို့ပါလဲဆိုတော့အကုန်ပြပေးထားတယ်လုံးစုတွေဖြတ်သားအကြောင်းတွေအကုန်ပြပေးထားတယ်နော်အကျမေးစေလို့နည်းနည်းလေးတော့ပြင်ပခံကြပါအားစိုက်ကြပါနော်အခုပေါ့ကိုအောက်မှာသွားဆွဲကြည့်ကြပါကျွန်တော်ကဒါတွေကဟိုအားတဲ့ခိုက်တန်လေးတွေမှာပဲလုပ်ပြတာဖြစ်တဲ့အတွက်မေးစေတို့တို့တို့လုပ်ပြပါဆိုရင်တော့မှကျွန်တော်အားမှာပဲလုပ်ပြနိုင်မှာမလို့ပါနော်ဒီကြားထဲမှာသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီ page အောက်မှာသွားကြည့်ကြပါနော်မေးစေဒီမနော်အဆင်ကျပြန်ထုတ်ပြမယ် ဒါမျိုးအဝေးကနေထုတ်ပြမယ်နော်ဒါမျိုးအဝေးကထုတ်ပြမယ်ဒါဥပမာနေပနာပဲသဘောထားလို့ပေါ့ဗျာနော်မနော်ဒါကြောက်တလုံးရဲ့အသားတန်းကိုကျွန်တော်တို့ခံမှန်းနေဆိုတော့ဒီလိုမျိုးအဝေးကနေပြီးတော့ဒီလိုလက်လေးနဲ့အပြတ်တောက်လေးလောက်ပြီးတော့လည်းခံမှန်းလို့ရတယ်ဒါကြောက်သားဆန်းလားကြောက်စီဘလောက်ထိဝင်နိုင်လဲဆိုတော့ဒါမျိုးလည်းကျွန်တော်ခံမှန်းလို့ရတယ်နော်ကိုရွှေဘိုးဝင်းမင်္ဂလာပါဗျာနော်နော် ဒါအကျွတ်လေးတွေအကျွတ်သေးသေးလေးဆိုပြီးအထင်မသေးနဲ့နော်ဒီတပွင့်သာတာအပယ်ရမယ်ဆိုရင်မိတ်ဆွေတို့ဈေးဘယ်လောက်ရမလဲခမန်းကြီးလေးနော်ဒီကြလေးကြည့်ကြပါနော်ဒါလေးတွေပြပေးတာဆိုတာမိတ်ဆွေတို့ဘူးပြရအောင်လို့ပါနော်အဲ့ကျတော့အခုဒီမှာဒီအခုဆွမ်းနာပြခဲ့တဲ့နော်ဒီမှာရွှံဖြတ်တာရွှံငွင်းဝင်တဲ့ဖြတ်တာကျောက်သားဆန်းနေဒါပေမဲ့လည်းကျောက်သားနည်းနည်းလေးအထွေးတက်လေးပါသွားတယ်နော်အမုံတက်လေးပါသွားတယ်ထွေးမုံမုံတာပေါ့ဗျာနော်အဲ့လိုပဲပြောရမှာပေါ့ အနာလေးလည်းဒီမှာပါတယ်နော်ဒီဘက်မှာလည်းအနာလေးပါတယ်ပဒီလက်ဟိုပဒီပပူးဝါရှာလိုက်လို့ရပါတယ်နော်ဒီကြောက်ရှားကြည့်ပါနော်ဒါရွှံဝင်တဲ့နေရာနော်ဒီမှာရွှံဝင်တဲ့နေရာဒါမီးမြူနဲ့ထိုးတာမလို့ပါနော်ဒါမီးဝါနဲ့ထိုးတာမယ်အဲဒါရွှံဝင်တဲ့နေရာနော်ရွှံရင့်တဲ့နေရာပေါ့နော်ဒီမှာကြည့်ပါလက်မထောက်တဲ့နေရာလေးအဲ့ဒါရွှံရင်းတဲ့နေရာလေးနော်တော်လာရတယ်ဒီကြောက်ကပြောမယ်ဆိုတော့အောင်ချုံးဖြစ်လာဘူးနော်ဒီကြောက်တွေကတကယ်ဆိုရင်အောင်အောင်မဲ့ကြောက်ချွမ်းတာ ရွှေနာလုံးဝကွက်သွားလို့ဒီကြောက်ကကျွန်တော်အောင်းမယ်ကြောက်နော်ဟိုရွှေနာတကယ်စီးစီးလေးဝင်သွားဒီကြောက်က၄900တော့မှဖြစ်သွားနိုင်တဲ့ကြောက်လို့ဒါပေမဲ့ရွှေနာအငွေဝင်သွားတော့လေနော်ဆယ်ပိုင်းမျိုးဖြစ်သွားတယ်ဒီကြောက်ကနော်တခြားလေးကြည့်ပါနော်မိတ်ဆွေများဒါဘူးစားနေနဲ့ဒါမျိုးကြောက်တွေမိတ်ဆွေမြင်ရဖို့ခဲကြီးနေနော်တော်တော်များများခုနောက်ပိုင်းမှလည်းသိရတဲ့အတိုင်းဒါဟိုဒီလိုမျိုးစစ်စစ်မှန်မှန်ပြပေးရလို့ရှိတော့ရှိတယ်နဲတယ်နော်အားကြောင့်မိတ်ဆွေတို့ဟို TikTok မှာစတဲ့တချို့လူတွေတကယ်အမှန်ကန်တင်ပေးရလို့ရှိရနော် ကျွန်တော်အဲ့လိုလိုနေရာတွေမှာလေ့လာမှပဲပညာရမှာပါပြီးတော့ message တို့ photoshop video တွေကြည့်လို့ကတော့ဟို attention ယူတဲ့ video တွေပေါ့နော်ဘလောင်းနေဝဲပါတယ်ဘလောင်းနေပြတ်ပါတယ်အဲ့လို video တွေကြည့်လို့တော့ message တို့ပညာရရတယ်ဆိုတာလည်းကုန်မှုများတယ်ပေါ့အဲ့လိုနေရာတွေမှာတွားပြီးတော့အထင်ကြီးပြီးတော့ကိုကတကယ်တွားဝယ်တကယ်ဖြတ်တောက်ပြီးလုံးလိုက်မှားမှာနော်ဒါကျွန်တော်ကအမှန်ကန်ပြပေးတာသူများဆိုရင်ဒီကြောက်ကိုဒါမင်းဆိုလားဒါရာကြောက်ပါညာဆိုပြီးပြောရတယ်ပြောကြမှာကျွန်တော်ကဒါအမှန်တမ်းနော်ဝိုင်းထဲမှာထွက်တဲ့ဈေးကွက်ကိုအမှန်တမ်းပြပေးတယ်ပြီးတော့ဒါအခုမမီလိုက်တဲ့သူတွေကိုနောက်တစ်ခါပြန်ပြပေးမယ်ပြီးတခြားကြောက်ပြရမယ်နော် ဒါကြောင့်တလုံးတည်းကိုပဲမီးဖြူနဲ့မီးဝါနဲ့ထိုးပြတာနော်မီးဖြူမီးဝါဒါချွိုင်းတဲ့ဘောတရားနော်ဒီဘက်ကတင်ရေတက်သွားတယ်မီးဝါနဲ့ကမီးဖြူနဲ့ကတင်ရေလျော့သွားတယ်နော်ဒါချွိုင်းအောင်ထိုးတာပဲနော်ကြာကြည့်ပါဒီမှာနော်ဒါတင်ရေလျော့သွားတယ်တင်ရေတက်သွားတယ်အဲကြောင့်ဓမီနဲ့လည်းတက်ဆိုင်ပါတယ်နော်အဲကြောင့်မိတ်ဆွေတို့ဓမီကြိုင်မယ်ဆိုရင်လည်းဓမီရွေးချယ်မယ်ဆိုရင်လည်းတည်တည်ချာချာရွေးချယ်ဖို့လိုအပ်ပါတယ်နော်ဒါဆိုရင်သဘောပေါက်ပါပါနော်ကျွန်တော်အခုပြပေးတာနော်ဒီမှာနော် ဒါကြောင့်တုံးတွေကသူကတော့မီးပြုတ်နဲ့မီးဝါနဲ့ရွှန်ရွှန်ပိုရင့်သွားတယ်ရွှန်နုသွားတယ်ရွှန်လျော့သွားတယ်ပေါ့နော်။မင်းစုဒါဆိုရင်သဘောပေါက်ပါမှာနော်။โอเคကျွန်တော်ဒါလေးကိုနည်းနည်းကြော်လိုက်မယ်။နောက်တစ်လုံးပြပြီးမယ်။ဒါလည်းရွှန်ပဲနော်။ဒါလည်းရွှန်ပဲ။ရွှန်မှာမှဒီမှာကြည့်လိုက်ပါဦးဒီမှာကစုံပန်းလေးဝင်တယ်ပေါ့နော်။ဒီမှာကစုံပန်းလေးဝင်တယ်။ကစုံပန်းလေးရွှင်တယ်ပေါ့နော်။ပန်းလေးရွှင်လို့ဒီမှာကြောက်စီလေးကောင်းတယ်ပေါ့နော်ဒီကောင်လေးက။ဒီကောင်ကဒီမှာအစွမ်းနာဒီဖြတ်သားတဲ့ဆိုင် ဒီဖက်သားတဲ့ဆိုင်နည်းနည်းလေးကြောက်စီနက်ပေါက်လေးပူပူပြီးတော့ပါလို့ပြောရမှာပေါ့နော်ဒီမှာကြည့်ပါနော်ဒါလည်းရွှံပဲဒါလည်းရွှံပဲနော်ခြွံအောင်မဒီကောင်ကဒီမှာဂဇုံပန်းလေးဝင်သွားတာဒီမှာနော်ဒီညာဆိုနက်ပေါက်တွေနော်ဒီညာဆိုနက်ပေါက်တွေနော်ဒီမှာညို့မဲနေတော့ကျွန်တော်မနေ့ကဟိုကလေးတင်းနန်းသားညီကိုဒီထဲမှာညီလေးရတာဒီမှာနော်အကိုပြောတယ်လေကြောက်စီနက်ပေါက်ဆိုတာဒါမျိုးကြည့်ရအောင်နော်မကြည့်လိုက်နော်ညီလေးညီလေးကြော်မင်းအစားကြည့်ပါညီလေးဒီကြောင်မိုးလေးအစားကြည့်ပါနော်ညီလေး ဒါတင်းနန်းနန်းကြီးကိုလေးပါရဆိုရင်နော်မနေ့ကကိုပြောတယ်ကြောက်စီဆိုတာဒီမှာတော့ဒီမှာနှက်ပေါက်တွေ့လားဘာမှမလုပ်ရသေးဘူးသူကကြီးလိုက်တာနဲ့အဖြေပေါ်နေပြီဒီမှာညို့မဲနေတဲ့နေရာဒီဘက်ကယူချင်းတဲ့နေရာပြောမသိတာပင်လယ်ရေပေါ့နော်ပင်လယ်ရေနေရာမှာပင်လယ်ရေထဲမှာနှက်နေတဲ့နေရာပေါ့နော်အောက်ထဲကိုနှက်ပြီးတော့ညို့မဲနေတဲ့နေရာဟိုအောက်ထိဒါကကြောက်စီရဝင်နိုင်တယ်ဟိုအောက်ထိလည်းကြောက်သားရနိုင်တယ်ဒါမျိုးကိုတတ်မှတ်လို့ရတယ်နော်အဒီကောင်ကြည့်တော့နည်းနည်းလေးကြောက်စီနည်းနည်းညော့သွားနေနေရပါတော့။ဒါမနေ့ကမှတင်နန်းသားယူ ကြောက်သားနဲ့ကြောက်စီကြောင်းလေးရှင်းပြထားလို့ဒီမှာနော်တရားကြည့်ကြည့်နော်အဲ့ဒီလိုမျိုးနက်ပေါက်တွေကိုလိုက်မှကျွန်တော်တို့ကဒါအပွင့်မှန်းလို့ရအောင်နော်ဒါပေမဲ့ဒီဘက်တွေလည်းအပွင့်တော့ရပါတယ်သို့ပေမဲ့လည်းဒီဘက်ကအပွင့်ဈေးနဲ့ဒီလိုမျိုးနက်ပေါက်ကြောက်စီကောင်းတဲ့နေရာအပွင့်ဈေးနဲ့ဆိုတော့မတူဘူးပေါ့နော်ဈေးကွာတယ်ပေါ့နော်ဒီအလဲမှာဒါလေးအနာခံနေတာပါဒီကောင်ဆိုရင်လည်းတခြားကြည့်ပါနော်ဒါဆိုရင်ဒါလည်းအကာပဲနော်အကာဆိုတာအခွန်ကာနော်ဒီကောင်နေဆိုရင်လည်းဒါပြောမယ်ဆိုရင်တော့ ဟိုအခွန်ကနေပြီးတော့အကာပပပဲဖြစ်သွားပါဘောနော်ရန်ကုန်ကာပုံစံမျိုးဖြစ်သွားပါဘောဒီကောင်ကဒါအခွန်ကနော်အခွန်တူတယ်မကြည့်ရအောင်အပြင်ကနေကြည့်ရူဘောက်ကမှုမှုကြီးနော်ရူဘောက်ကမနော်တခြားကြည့်ပါပြီးရင်ဒီဘက်ပြပြပါမယ်ဒါအပြင်ကနေမိထိုးတာနော်ဒီလိုမျိုးရှိတယ်အဲ့ချိန်မှာဖြတ်လိုက်တဲ့အခါမှာမကြည့်ပါနော်ဒါကတော့ထပ်နာခံသွားလို့ဒီအဖြူရောင်ကလေမိစေမှာတခါတည်းဘူးဒုသနေပြပြပြမယ်ဒီအဖြူရောင်ကြီးဖြစ်နေတာက ကြောက်သားဖြူတာမဟုတ်ဘူးနော်အဲ့ဒီကောင်ကအနာကန့်လန့်ဒီလိုမျိုးဝင်နေရပါနေတယ်အဲ့ဒီအနာကအနေကြီးဆိုတော့အဲ့ဒီနေရာမှာဒီလိုမျိုးဒါအဖြူသားပုံစံမျိုးဖြစ်သွားတာနော်တကယ်သူကအနာဝင်နေလို့နော်အနာလူမျိုးကန့်လန့်ဝင်သွားလို့နော်ကြောက်သားဖြူတာမဟုတ်ဘူးထက်နာဖြစ်နေလို့နော်ဆောင်းဆောင်းလေးနော်ဒီမှာဒါဒီဘက်ကကြောက်စီပါတယ်ဒီမှာကစုံပန်းနေပါတယ်နော်ရှားလေးကြီးပါအခုံကြည့်လိုက်နော်အခုံကအပြန်ထိုးရင်ဒီမှာအကာပုံစံဖြစ်သွားပြီနော်အခုံကဒါအနည်းငယ်ပြပြပြပါနော် အခွန်ကအကာပုံစံဖြစ်သွားတာအခွန်မျိုးရင့်လို့ဒီလိုမျိုးဖြစ်တာပေါ့နော်အခွန်မျိုးရင့်တယ်လို့ပဲနံပါတ်၁ပြောရမှာပေါ့ကြောင်မျိုးရင့်တယ်ပေါ့နော်ကြောင်မျိုးရင့်တယ်အခွန်မျိုးရင့်တယ်အဲ့ဒါကြောင့်မလို့ဒီမနော်အကာပုံစံဖြစ်သွားတာပါနော်ဒါအတွင်းအထွင်းအဲ့လိုမဟုတ်ဘူးနော်အမ်မိတ်ဆွေဒါဘူးစားနေနဲ့ဒါမိတ်ဆွေတော်စုတိပြီဆိုရင်တောင်းတောင်းရောင်းမဝင်မနေမဖြစ်တော့ဘူးလိုင်းဝင်မှာပြားတဲ့ကြောက်တိုင်းလဲမမားနိုင်တော့ဘူးပေါ့နော်တိတ်ပြီးတော့ဒီမနော်ဒီကြောက်ဆိုရင်ဒါ ဒီကြောက်ဒီတက်ပူကောင်းတယ်နော်အခုဒီပြတဲ့ကြောက်ဒီတက်ဒီကြောက်ဒီတက်ဒီကြောက်ဒီတက်ပူကောင်းတဲ့ကြောက်ဒါဆိုရင်ဒါအကျွတ်ဖြစ်နိုင်တဲ့ကြောက်မျိုးနော်အခုကနေအကျွတ်ဖြစ်နိုင်တဲ့ကြောက်မျိုးချော်လေးကြည့်ပါနော်ဒါတေးတေးလေးဆွားဆွားလေးပါဗျာဒီကောင်လေးရတော့ဒီချာဆေးကြောမယ်ပြီးရင်ဒါရကျွန်တော်ကျွန်တော်တပည့်တိုက်ခိုင်းမယ်ကျွတ်ကြောက်တွေရခင်းဝိုင်းပေးမယ်အဲမိတ်ဆွေများလေးလာလို့ရအောင်ပြပြန်နော်ရမ်းမွေးတက်တယ်ဆိုတာဒါမျိုးပြောရနော် ဒီမှာအပွေးလေးတိမေးစင်မှာဖောင်းပေါင်းလေးအဲမျိုးရမ်းပွေးလို့ခေါ်တာနော်ရမ်းပွေးပေါ့ဗျာရမ်းပွေးကိုတိကျစိတ်ကြလို့ရမ်းပြောက်သွားပြီးညှို့မဲနေပြီဆိုရင်တော့ဒီကောင်အကျွတ်ပွေးဖြစ်သွားပါဗျာဒါအများစုကတော့အဲ့လိုမျိုးခေါ်ကြတာပေါ့နော်အဲကြောဒီရမ်းပွေးလေးတွေကိုသူတို့ဟာလေးတွေကိုစိတ်လိုက်ကြောလိုက်လို့ညှို့မဲနေပြီဆိုရင်တော့အဲလေးတွေအကျွတ်ပွေးဆိုပြီးတော့ဒါတချို့ကခေါ်ကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့အကျွတ်မှာဆိုရင်ကျွန်တော်က2မျိုးရှိတယ်လို့သတ်မှတ်ထားပါပေါ့နော်အဲလေးတော့ချက်ပြပြပေးမယ်အကျွတ်မှာဆိုရင်2မျိုးရှိတယ်အဲဥပမာကျွန်တော်တို့ဒါ ဆေးလို့ကျွတ်သွားတဲ့အကျွတ်နဲ့ original plain သူ့ဘာသူကျွတ်နေတဲ့အကျွတ်နှစ်မျိုးရှိတယ်ပေါ့နော်အဲဒါကျွန်တော်ကဘယ်လိုခေါ်လဲဆိုရင်ဆေးကျွတ်နဲ့ or ကျွတ်ဆိုပြီးအဲ့လိုမျိုးကျွန်တော်ကခေါ်ကြအောင်ပေါ့နော်ဒါမော်စီစာကြောက်ဒီမှာဆိုရင်အများဆုံးတွေ့ရတဲ့ဒီမော်စီစာကြောက်ဒီမှာတချို့ကြောက်တွေအရဆေးလိုက်တော့မှဗဒုံလိုမျိုးတို့ဝုံးပြီးတော့ကျွတ်သွားတဲ့မျိုးတွေရှိတယ်အဲ့ဒါမျိုးကျွန်တော်ဆေးလိုက်လို့ကျွတ်သွားတဲ့ဆေးကျွတ်ပေါ့အဲ့တချို့ကြောက်ဒီမော်စီစာတွေမှာကျွန်တော်ဒါရေမဆေးရနေရလာတယ်နည်းနည်းလေးပဲအပေါ်ကနေပြီးစားကြောက်လေးနဲ့ဗက်လေးနဲ့ပဲနည်းနည်းလေးတိုက်ရတာနဲ့ဒီမျိုးလေးလည်းရှိမှဝုံးငနေဖြစ်သွားတာနော်ညို့မဲနေတာအဲ့ဒါမျိုးကိုကျွန်တော်တို့က original plain ကျွတ်လို့ခေါ်တာပေါ့ plain ကျွတ်ဆိုတာ original သူ့အနေနဲ့သူကျွတ်ပြီးသားနော်အခွန်လဲကျွေပြီးသားရမ်းလဲကျွေပြီးသားချော်လဲကျွေပြီးသားအဲ့ဒါမျိုးကျွန်တော် plain ကျွတ်လို့ခေါ်တာအဲ့ဒါလိုကြောင့်မျိုးတွေကြောင့်ကျွန်တော်တို့ကဒါဆေးလိုက်တဲ့အခါမှာကျွတ်မှာဖြစ်တဲ့အတွက်ဒါမျိုးကကျတော့ဆေးကျွတ်ပဲဖြစ်သွားနိုင်တယ်ဒါလေးလည်းမေးဆွေလို့အချိန်ကသဘောတရားအရကျွန်တော်တခါလေးပြောပြပေးရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါလေးကြော်လိုက်မယ်နော်ကြော်ပြီဆိုရင်အခုဒါခန်းကြီးနောက်တစ်လုံးဒါလုံးလုံးပြပေးမယ်နော်မေးဆွေတို့အဲ့တော့ဒါ ဒီဒီဒီကြောက်ပြပေးမယ်ကြောက်သားဖြူတယ်ဆိုတာပြပေးရတော့နော်ကြောက်သားအသက်ခံဖြူတယ်ဆိုတာဒီကြောက်ပဲနော်အသက်ခံဖြူတယ်ဆိုတာဒီမှာမြင်နေရလားမိတ်ဆွေများသက်ခံဖြူနေရနော်ဒီမှာရှောင်းကြည့်လိုက်အဲဒီမှာကျတော့မဖြူတော့မဖြူတော့ဆိုတာဒီဘက်ကကျတော့ဝါလူတွေခံနေတယ်ကြီးတွေတက်နေတယ်ပြောရမယ်ဆိုတော့ဒီဘက်အပဲ့နဲ့ဒီဘက်အပဲ့နေတော့မှဒီဘက်အပဲ့ကအရင်ပဲ့သွားရဲ့သဘောမျိုးအရင်ပဲ့ပြီးတော့တက်တန်းနေကြတယ်နှစ်တွေကြတယ်အဲ့ဒါတွေတော်တော်ကြာပြီးမှဒီဘက်အပဲ့ကပဲ့တဲ့သဘောမျိုးဘာကြောင့်လဲဆို ဒီဘက်မှာဝါလူကအရန်မခံသေးဘူးနော်ဝါလူတော့ပါတယ်ဝါလူဆိုအခွန်အစ်စ်ကိုပြောတာနော်ဝါလူခံနေတယ်ဒါပေမဲ့ဒီဘက်တက်ပို့ပြီးတော့ဒီဘက်ကပို့ပြီးတော့ဝါလူခံသွားတယ်ဘောနော်ကြည့်ကြည့်ပါဒါပေမဲ့အကြောက်ကအရန်လာတယ်ခြွန်ပါတယ်နော်အတွင်းထဲမှာခြွန်ငွင်းငွေလေးပါတယ်ဒါခြွန်ပေါက်ပါတယ်နော်ဒါမီးဘူးနဲ့ထိုးတာကျွန်တော်မီးဝါနဲ့ထိုးပြမယ်ဟမ်ဒီမှာခြွန်နော်ဒါခြွန်ဒီကြောက်တွေကရောင်းမဲကြောက်တွေနော်မိတ်ဆွေတို့ဒါတွေကအဲကျွန်တော်အပြင်မှာဆိုရင်တော့ပိုကောင်းနေပြန်နော်အခုနောက်ပိုင်းကျွန်တော်ကတော့ ကြောက်တွေကိုအပြင်မှာပဲထိထိမိမိပို့ရောင်းကျင်တယ်။ဘိုင်းမိုကကြည့်တော့ဒီမတိနားမလဲလူတွေကြောက်မရောင်းကျင်ဘူးဗျ။နော်ဒီစကားကြည့်ပါနော်ဒါရှွမ်းဒါမျိုးတွေကတော့ကိုကခေါင်းရဲတယ်လုံရဲတယ်ကန်ရဲတယ်ဆိုတော့မိုက်တော်တယ်နော်ဒီမှာကစွန်ပန်းကလည်းလုံးဝရှင်နေရနော်အရေးပန်းအတိုင်းပဲနော်ကစွန်ပန်းကလည်းဒီကြောင့်မိုးကတော့ပတိလဲရတယ်အရှက်လဲရတယ်ဝါရှာလဲရမယ်နော်လက်ကောက်တော့မရဘူးပေါ့လက်ကောက်ကလိုရင်အကုန်ရတယ်ဒီကြောင့်ပါနော်ဒီမှာတခြားကြည့်ပါဒီမှာညို့ပေါက်ကိုတခြားကြည့်ပါနော်ဒီမှာညို့နေရနော်ဒီဟာကြံပက်လန်တဲ့အထက်လေးပေါ့ဒီအထက်လေးကိုခွာလိုက်မယ်ဆိုရင် ဒါညို့နေမှာပဲဒီမှာလည်းညို့တယ်ဒီလက်မထိတ်မှာလည်းညို့တယ်နော်တခြားလေးကြည့်ပါဒီအဖက်လေးကိုခွာလိုက်တာနေဒီညို့တဲ့အတိုင်းပဲကြောက်သားအဲတိုင်းသွားမှာကြောက်သားညီတယ်ပေါ့ဗျာပြောချင်တာတော့တခြားလေးကြည့်ပါနော်မိတ်ဆွေอืมကြောက်တော့လာတယ်ကစုံပန်းလည်းပါတယ်အဲ့ကျတော့ဒီကြောက်ကဝါရှာရမယ်ပတိရမယ်အရှက်ရမယ်ဘပူးရမယ်နော်ကန်ကောင်းရင်တော့မှအတွင်းထဲမှာဒါအရေးနေရာမှာပေါ့နော်ဒီကစုံပန်းအောက်မှာပေါ့နော်ဒါကတော့အရေးပန်းလေးကြီးလည်းပါတယ်ပေါ့နော် အဲ့ဒီနေရာလေးဒီမှာအတွင်းထဲမှာအရေးခဲသွားတယ်ဗျာပါလာခဲ့ရင်တော့ဒါမင်္ဂလာပေါ့ဗျာနော်ညီဝါနဲ့ကျွန်တော်ထုတ်ပြမယ်နော်ဒါမေးစေလို့ဘူးပြကြအောင်ခန်းကြီးတောင်းဒါခန်းကြီးကြောက်နေကြည့်ပဲနော်ကျွန်တော်ဘူးပြသွားခန်းကြီးကြောက်နေကြည့်ပဲကျွန်တော်နောက်ရက်ဒီမှာတော့ဒါဝိုင်းထဲမှာဟောဖြစ်ရင်းနဲ့ကျွန်တော်ကဒါကြောက်လေးတွေလည်းမေးစေလို့ပြပေးဖို့တော့အစီအစဉ်ရှိတယ်ပေါ့နော်ကျွန်တော်ပြီးရင်တစ်ချက်ချင်းပြပေးမယ်အားလေးဒီမှာနော်ဒါလေးဆိုရင် တီးတီးလေးပေါ့နော်တီးတီးလေးဆိုမဲ့ဒါလေးမစိုးဘောဗျာဖြတ်တောက်လို့ရတဲ့ဟာလေးပေါ့ဟိုနေတွက်ရှာတဲ့သူတွေဆိုတာခင်းဝဲပတ်ပြီးဒီလိုကြောက်တယ်ကိုအတိတ်ဝယ်ကြတော့အဲပွင့်လင်းပြောမယ်ဆိုရင်7000 9000တသိန်းဒါမျိုးလေးတွေဝယ်တယ်ဝယ်ပြီးတော့သူအပွင့်လိုက်တယ်အပွင့်လေးတွေ5 6ပွင့်9ပွင့်10ပွင့်ရမလားကြည့်တယ်အဲမျိုးလေးသွေးတယ်သွေးပြီးနောက်ရက်ကိုသူပြန်ရောင်းတယ်ဒါမျိုးပေါ့ဗျာဒီလိုကြောက်လေးတွေလောက်တာနော်အဓိကတော့မင်းတို့ဒါဆိုလေအရေးပန်းနဲ့ကစုံပန်းလေးနဲ့ရောနေအောင်ပေါ့နော် သူတို့ကြောင်လေးဆိုသူတို့ကွန်နေဖောက်တယ်ဖောက်ပြီးသားရင်သူတို့ဒါခင်းဝိုင်းပြန်ပြေးတာမျိုးလည်းရှိတယ်နော်ဒီမှာလာရင်ဒီနေ့လေးဆိုတကယ်လို့တချို့စီနဲ့ဖြတ်တယ်ပေါ့နော်ဖြတ်ပြီးတော့လက်ရလိုက်တာလည်းရှိတယ်မျိုးမျိုးပေါ့နော်ဒါကတော့သူ့ line နဲ့သူပေါ့ကြောက်ရအသားနဲ့အယူကြည့်ပြီးတော့လှုပ်ချက်ကိုကြည့်ပြီးတော့ဘာ line နဲ့တက်မလဲလာမှုကြည့်ပြီးတော့ဆုံးဖြတ်ကြတာဆိုတော့လေဒီလိုကြောက်လေးလို့ဒါနေထွက်သမားတွေအများစုကဒီလိုကြောက်တွေလို့ထတာပါနော်ဒါမျိုးစီလို့သိအောင်ကြပြီးတာနော်နေထွက်သမားတွေအများစုကဒီလိုကြောက်တွေကိုလို့ထတာပါနေထွက်ရှာတယ်နေထွက်ရှာတယ်ဆိုတာ သူပါဇက်ကတော့ပြောလို့လွယ်တယ်နော်တကယ်တော့မလွယ်ဘူးဗျမလွယ်ဘူးဆိုတော့မှကိုကမျက်အောင်ဝယ်နိုင်မှပြီးတော့လည်းကြောက်ပညာရှိအောင်မှတချို့ကပြောနေတယ်ညတရက်ကို၄-၅တောင်းရှာဖို့အတွက်ကိုကျွန်တော်တို့ကသင်ပေးနေရတယ်တကယ်တော့သူတို့ကိုယ်တော်တရက်၄-၅တောင်းရလာမေးကြည့်ကြအောင်မလွယ်ဘူးတကယ်တော့လေကြောက်ပညာလည်းတည်မှာဈေးကွက်လည်းတည်မှာလှုပ်ရှက်လည်းတည်မှာကျွန်တော်တို့ကတော့နေအတွက်တော့သိတဲ့ဘောမကြောက်ဘူးဗျာဒါမှန်တိုင်းပြောတယ်သူများတွေကတော့သဘောကျတယ်ပေါ့ကျွန်တော်တို့ကတော့နေအတွက်သဘောမကြောက်ဘူးခေါင်းကြောက်ကိုပူအားတန်တယ်ပြီးရင်လည်းဖက်သားဆိုလည်း